ဦးဝေလာကတရားထိုင်ပြင်မှာလူများဝိုင်းအောင်နေတာကြောင့်အဲဒီနေရာကိုသွားလိုက်တယ်။တာရရဲ့နွားလေးကကောက်ပြီးနေမောင်ဘိုးတွေကဦးဝေလာကိုမြင်သွားတဲ့တော့နွားသူဟာပေတူးထံပေးလိုက်ကဦးဝေလာစီကိုသွားလိုက်လေ။ဆရာကြီးဒီလိုလုပ်ပြီးရောက်လာလေ။ငါမင်းစီကဖေးလိုချင်လို့လိုက်လာတာကွာ။ငါတပည့်ခံမှုလေ။နေပေါင်းဟူလူတွေကဘာဖြစ်နေရလဲ။ပိုးထီလို့ဆရာကြီး။ဟာဒီတိုင်းလူပဲဖြစ်မလဲကွာ။ဝိရကလူသားတွေတိုးဝင်လိုက်ကပူရီခန္ဓာတွေဥတည်ဦးနီးမှာထိုင်လိုက်ပြီ။ကဲပူရီရဲ့ညာပြဆန်းပါဦး။ ဒီမှာပါဦးတင်းဝင်းရဲ့ဘေးမှာရှိနေကိုမြာကြီးမှမွေကိုက်ခံထားတဲ့ဆွဲပေါင်းနှစ်ပေါက်ဟာပြလိုက်အိုက်ခါဦးဝီလာကရေခွက်တောင်းလိုက်ပြီးလေရေဖြည့်ပိုးထီထားတဲ့နေရာကိုဆေးလိုက်ပြီးတဲ့နောက်ဝိုင်းအောင်ကြီးနေတဲ့ဘေးပင်သားများဘက်ကိုလှည့်လိုက်ကဘသူမှအတံမထွက်ကြနဲ့ဟုတ်ကဲ့ဦးဝီလာလိုပြောလိုက်ပြီးတဲ့နောက်ဘူဒီခံထားတဲ့နေရာကိုလက်နဲ့ပုတ်တက်လိုက်ကမန္တန်တပုတ်ကိုရုပ်ဆူလိုက်လေလေမန္တန်ဆုံးတဲ့အခါသူဤတော်များမှသူဤများဘူထီယာနေရာမှာအဖူးထင်းများတရံဖြစ်ကစူးစီးလာပြီးတော့ဘီဘူးတဖူးကဲဆိုဖြစ်လာလေလေ အနောက်ဝေးလာနီးကြောတခုနဲ့အိပ်ပြီဘူးတရံဖြစ်နေနေအောင်ခွဲလိုက်ချင်အမေအောင်သွေးများထွက်လာလီလို့သွေးများများကုံသွားတဲ့အခါပတ္တိစီရန်တို့ကပစိုးအတန်းထဲကိုတောင်းလိုက်ရာအမျိုးသမီးတူရဲ့ခေါင်းမှာပေါင်းထားတဲ့ပစိုးကိုတာယာဤပါမှာတောင်းငါပေးလိုက်လီလေဦးဝေလာဒီကအဲ့ဒီပစိုးကိုဖျဲပြီးတော့နာကိုစီးနှောင်ပေးလိုက်လီတော့လေအားလုံးပြီးစီးသွားတဲ့အခါမှာချွေးစီများထွက်နေပြီးတော့မွေစိတ်တက်တဲ့ဦးရီဦးမှာပြန်လဲတက်တာလာတဲ့တို့ကဦးဝေလာလည်းချီလိုက်ငါဂျေဇူးရင်စကားဆိုလိုက်လီလေကျိုးကိုစရာကြီးတော့မကင်သေးပါပဲဗျာ ။ဒေကံမြောင်းလို့မသိတာပါဗျာ။ကဲကဲအိမ်ုံပြန်ပြောအနားယူတော့ဘာမှဖြစ်တော့ပါဘူး။ဘေဘီမာသားများဦးဝေလောင်များစွာကြီးကျူးလိုက်ကြပြီးလင်တော်ပင်ထင်ကြီးလေးစားသွားကြလိမ့်လေ။ရွာသားများနီးလူမောင်မိုးတွေလည်းဦးဝေလိုက်ပင်နာတော်လေးထင်ကြီးမိသွားတယ်။တိုင်းဝေမုံတော်တာမန်မွေကောင်ကြီးအစိတ်ကိုထုတ်ပေးနိုင်တဲ့ဦးဝေလိုက်ပင်နာမှာအထင်ကြီးစရာကောင်းလာပြီလေ။အဲ့တော့ဦးလေလာသူကငေးကြည့်နေမဘိုးတရားပြန်ကြည့်လိုက်ပြီ။ကောင်းလေဘလို့လေ။မင်းငါးစီမှာတပည့်ခံမှာ ။ဘဝဝင်တန်းကြောင်စဉ်းစားပြီးတဲ့နောက်ဦးကောင်းကိုညှိပြကလက်ခံလိုက်ပါလီလိုရီ။တလဲကုန်းရွာကြီးကျယ်ဝန်းတဲ့ခြံကျယ်ကြီးမှာဦးဝေလာဤအိမ်ဝိုင်းကျယ်ကြီးပင်ဖြစ်ပြီ။အဲဒီခြံကြီးထဲမှာရွာသားများစုဖွဲ့ပြီးတော့ဆောက်လုံးမှာဆောက်လုံးနိုင်သောဘုံတော်ကြီးကြောင်းထက်ကြီးတဲ့အိမ်ကြီးလုံးကိုတီးဆောက်နေလေတဲ့။မြို့မှာလာတဲ့ဗျံဆရာများအလုံးလုံးနေအောင်ရွာငယ်များမှာတန်တော်နေမလန်းမကဲမှနေ၍ကြီးကျူးနေကြ။အိုးစီလာမနီလာပဲကွာတတော်လက်တဲ့တွေပဲလက်တဲ့တော့မဟုတ်ဘူးကွာဟိုကျိုးတိုင်းလိုက်စီနေ ။ဟာကျိုးကျိုးပါပဲကွာ။စီနေသူကလက်တဲလို့ပါ။ဟေးရော။ထုံးလေးနဲ့နဲ့ယူလာပါလား။မင်းကွန်းစားရင်စားလို့ရတော့။အေးအဲ့မစိုးဘူးကွာ။မင်းပြေတိုင်းကွန်းရဘူးထုံးကရှားမှရှားနေ။ရွာသားများကြီးစကားကြောင့်အိမ်အုံးမြင့်ချတယ်။ဘယံများမှတယောက်မင်းသာတယောက်ကြည့်လိုက်ပြီးဘယောက်တော့ဘယံဆရာမနောက်မလန်းမကဲမှရွာသားများလဲကြည့်လာကစကားဆိုလေလေ။ဟေးလူလေ။ခမောင်းထုံးလေးရှောင်းနေတယ်နော်။အဲ့ဒါစားရတယ်ထုံးမဟုတ်ဘူး။ဒီဦးပြောရင်ထဲရတယ်ထုံးနေဗျ။အာထုံးကအတူတူပဲမဟုတ်လား။မဟုတ်ဘူးဒါကွန်းရိုင်ထဲနေထုံးမဟုတ်ဘူးဗျ။ ရွာမြောက်ကြည့်လို့ဗျံဆရာတို့ကသဘောကျကရီမိုးနေကြတချို့သောလူကြီးများမှာပဲထုံးများကိုလက်နေဆုပ်ယူထားပြီးဖြစ်နေအလုံသမားများတို့ကဟင်းချက်ပေးရတဲ့သူများစီကအလုံးလုံးတော်သူနေပါသွားတော့လေချက်ပြရစီမှာရောမသွားဘူးအเจ้าမှာရွာရှိကလေးများနဲ့ရွာသားများမှာနေစဉ်လာအောင်စားတောက်နေကြခြင်းကြောင့်ဖြစ်ပါတယ်ယခုလည်းဥွေလာမောင်မိုးတွေနေသူသမင်းချက်ပြုံးနေတဲ့ရွာသူရွာသားများရှိရာစီကိုရောက်ရှိလာလေဥွေလာကဝတ်သားများကိုတုံးတင့်နေတဲ့လူများကိုပြုံးယူရွာဖြင့်စကားဆိုလိုက်တယ် ကိုပြောလို့လွယ်တာရှင်ကျုပ်ကိုပြောတော့ချက်တာချက်ဗျာဟုတ်ကဲ့ပါဗျာဦးဝေလာတော့စေမိုးတဲ့ဂျုံမိုးကြီးနေပြို့အိမ်ဆောက်လို့ကုန်လာတဲ့ကျွေးမွေးရတော့ဘူးကုန်လေးပြီးတင်နေကုန်ပါစီဗျာမပြောပါတော့ပါဘူးကျုပ်ကလူလို့ပဲသဘောထားပါတယ်ဘယ်ဟိုဘက်ကမဝင်းလို့လဲလူလာချင်းကျုပ်ကိုချင်းချင်းလာပြောပြီဗျာတမင်းကြီးပြက်လိုက်တာမျိုးဖြည့်စီတင်ပြို့စိတ်ချဦးဝေလာရေကျုပ်တို့ကလည်းအခုလိုချက်ရပြောတာကိုတဲသဘောကြတာပါတော့တမင်းချက်ပြုတ်သူများနဲ့စကားပြောနေဦးဝေလာမဟုတ်ဘူးလေအကဲခါကြည့်လိုက်မိ ဦးဝေးလိုက်ပုံစံနဲ့အတော်ကိုစိတ်သဘောထားမှန်ကန်သောသူတွေကိုစောင့်နေတယ်။ဘိုးတော်ဦးမဲကိုတတ်ပြီးရွှေများပိုင်းစီးထားတဲ့ကိစ္စကသူတို့သာမသိဘူးဆိုရင်ဦးဝေးလာယုံကြည်မိမိမှာအေကံမင်ဖြစ်တော်တယ်။ဘေဘီမာမဦးတင်ဦးဒီလည်းဦးဝေးလာကြောင့်အသက်ရှင်ဝင်ရခဲ့ပြီ။ယခုဆိုတလဲကုန်းရွာတင်သာမကဘေဘီရွာတိပါဦးဝေးလိုက်နာမည်မှာကြော်ကြားလာပြီဖြစ်တော်တယ်။ဒီလိုပင်ဆိုသေးကမူမာဝိုးတင်ဒီခွေးရတာနဲ့ဦးဝေးလာကိုဒုက္ခပေးဖို့တော့သာစိတ်ထဲကတိမှထားလီလို့ဒီအဲ့တော့တမင်းချပြုတ်ကြသူများအနီးမှနေပြီသူတို့ညောင်ထွက်ခွာလိုက်ကြပြီ ဓာကြီးအိမ်လေးကိုသွားလိုက်ကြတာဦးဝီလာမမဝိုးထင်အားအိပ်ဖို့တော့နေရာပေးလာနေတယ်။ကောင်းလေးငါပြင်နာတွေအမွေဆက်ခံနိုင်မဲ့သူလိုက်ရှာနေတာကြာပြီပေါ့မတွေ့ခဲ့ဘူး။ပြင်နာလူကျင်တဲ့ကောင်တွေ့တော့အတက်ကကြီးနေပြီ။အတက်ကငယ်ပြန်တော့လည်းအစွမ်းစားမရှိအကြောက်တရားကြီးပြီ။မင်းလည်းကြမှာငါလူကျင်တဲ့အနေထားကိုရတော့တယ်ကွာ။လူတွေအိမ်မပြီးခင်တော့ဒီရင်လေးမှာပဲနေကြတာပေါ့။မင်းကဟိုဘက်ကအိတ်ငါဒီဘက်မှာအိတ်ပဲ။အခုတော့မင်းငါတစ်ပဲဖြစ်နေသစ္စာဆိုရမယ်ဘလို့လဲ။ရပါလေဆရာကြီး။ ဆရာကြီးကဘယ်သူမှမရှုံးစီနဲ့အဲ့သူတုတ်သစ္စာရှိမယ်ဟုတ်ပါပြီကွာဟုတ်ပါပြီအဲ့တော့ဦးရကမောင်ဘိုးတွေအားသူကြီးချင်းမှထိုင်စီပြီးတော့လက်ကိုလမ်းလိုက်ကလက်ညိုးထရဓမြောင်ထိမ့်ပြန်ထိုးလိုက်ပြီးတော့ကြားလာတဲ့သွေးများကိုဂျင်းမားလုံးနဲ့ခံပြီးတော့သစ္စာဆူခိုင်းနေတယ်မောင်ဘိုးတွေဒီလက်ထွေးလူလူစင်းသားမနေတော့ပဲဦးရလာခိုင်းနေတိုင်းသူကြီးသွေးများထဲထားတဲ့ခွက်ကိုယူကာသစ္စာဆူလိုက်ပြီးနောက်ဂျေးကွက်တဲ့ရှိသူကြီးသွေးများကိုရေနှဲငယ်ပြင်းရောကတောက်လိုက်ပါလီတော့လေကောင်းလေး လာနားစမ်းမအောင်ကွာမင်းအားရလေလုံးစရာမလိုပါဘူးကွာရားလေးဆရာကြီးဒီမှာအုပ်လို့နေလို့ဟောင်းလေးနေဦးလဲမတော်နိုင်ဘူးကွာဟုတ်ကဲ့ဆရာကြီးဘယ်များပြီးမှဒီကလိုအပ်သည်များကိုလုံပေးနေတယ်မဘိုးထင်ုံကြည့်ပြီးတော့ဦးဝေလာမစကားလှမ်းပြောနေခြင်းဖြစ်ပါတယ်မလုံးနေဦးတားတော့လဲမရတာကြောင့်လွတ်ထားလိုက်ရတယ်မဘိုးထင်မှာတော့ပြန်ဆရာများနေလေးပေးဖြောင်းနေလေးတယ်ဦးလေးလည်းတည်းကကိုင်းနေတယ်ဘာလို့ခေါ်တာလဲဗျာကျုပ်တိလို့ဒီမေ့ပြီလို့ဒါလားဟောတာအောင်တန်လဲလို့ခေါ်လေကွာ ။ဘယင်းနေကလည်းငါပြောဘူးပြောလား။ဟင်မင်းပြောတော့ငါလည်းနားမလဲ။ဦးတို့လေးဗျာကျုပ်တို့ရွာသားတွေပြဆက်ကားလို့ရှင်ဘယင်းလုံးတဲ့သူကငါပြောဘူးလို့ဟာယူကိုင်ကြလေဗျာ။အဲ့ဒါလေတန်လျက်ပဲ။အိုးဟုတ်တယ်ဟုတ်တယ်။အဲ့ဒါကတန်လျက်လို့ပဲခေါ်တာကွာ။တန်လျက်တတိယဝေလာနေမင်းအောင်ဘာတော်တာလဲ။ဆရာတပည့်ပေါ့ဗျာ။တနေ့ခင်ဗျားတို့ကဦးဝေလာနေဘယ်လိုလုပ်ပြီးတော့ပြီးလား။တို့ကမျိုးမှလည်းအိမ်လုံးရှိတယ်ကွာအဲ့ဒီအိမ်ကိုလည်းငါတို့ပဲစောက်ပေးထားတာဦးလာအကြောင်းလေးလည်းလူတယ်လीအဲ့အကြောင်းလေးလည်းငါတို့ပဲလိုက်စောက်ပေးခဲ့ရတာတကယ်သူတော်ကောင်းကြီးပေါ့ကွာ မောင်ဝင်းကဗျံအများကြီးစကားကြောင့်မေပြုံးတစ်ချက်ပြုံးလိုက်ပြီလူတွေအားလုံးအလိန်ခံနေရပါလားလို့လေတွေးနေမိတော့တယ်အဲနောက်သူကအုံများကိုတဲပိုးပေးပြီးတဲ့နောက်ဗျံဆရာကိုထပ်မံမေးလိုက်ပြန်တယ်ဒီရင်ကဘယ်တော့တော့ပြီးမယ်တင်လဲဗျာအခုမှအုံမြင့်ချရသေးတာလေကွာပြီးရင်လက်သမားတွေကလာကြအောင်ပါငါတို့အိမ်တိုင်းထောင်ပြီးရင်အိမ်တိုင်းတွေငါတို့အုပ်တက်ရအောင်ပါအားစိတ်တွေနောက်တစ်လနှစ်လောက်တော့ကြာအောင်ပါပေါ့ကွာအဲ့ဒါကြာအောင်ပါပေါ့နော်ကြာမို့ကွာအိမ်ကသေးတော်မူတာအေကောင်လေးမင်းလည်းနားတော့ကွာ မင်းဆရာသမားမင်းကိုလုံးလုံးစီနေတဲ့ဘုံကွာသွားသွားသွားမဘိုးရာဘီယံဆရာများကနောက်ထပ်မြည်သီးလုံးမှမလုံးစီတော့ပဲနားခိုင်းလီတော့ကတော့မဘိုးဒီနေလေဘီယံများအနီးမှာထားလာလိုက်ပြီးတဲ့နောက်ဦးရလာထိုင်တဲ့ဇပွဲတန်းအားစီကိုသွားလိုက်ပါလီတော့လေလေခွေးများဘီမာရှိတဲ့လဲလန်လီတိုင်းလူနေရောက်လမ်းလျှောက်လို့လာပါလေအိုင်းနေရောက်မှာထက်လန်းဆရာဦးရလာနေသူကြီးအသေးဆက်ဆက်တပည့်ဖြစ်သူမအောင်ဘိုးထင်လို့ဖြစ်ပါလေမဘိုးထင်ကလွယ်လုံးကိုလွယ်ထားသလိုဦးရလာစီလည်းလွယ်ကြီးတစ်လုံးကိုဘေးစောင်းလွယ်ထားတယ် မော်ဝင်ကသူတို့သွားနေလမ်းကိုသိနေအောင်ချိန်မှသွားနေဥဝီလာနောက်မှလမ်းဆောင်ရင်းကမေးလိုက်ဆရာကြီးဒါသင်းစင်းရောင်သွားရလမ်းမလားအေးလေမင်းအသိရလားသိတော့ဗျာကျောင်းကသင်းစင်းရောင်မွေးတာလေဟုတ်ဟုတ်လားငါ့ကိုသင်းစင်းရောင်ကတတိတယောက်ကပြင်ထားလို့ကွာဘာဖြစ်လို့လဲဆရာကြီးဂျပန်လူနဖန်လူခန်းလူတွေကွာမင်းလည်းထိုက်တင်းတော့ပြင်နာတက်နေဆိုမဲ့ငါလုပ်တဲ့ဟာတွေမင်းလိုက်မှတ်ထားကွာပြင်နာဆိုတော့ကုန်းနေမရှိပါဘူးစိတ်ထားပါဆရာကြီးကျောင်းကလည်းပြင်နာလူကျင်နေကောင်ပဲဟုတ် သူတို့ယောက်ကစကားပြောပြောနေဂီးဆက်လာနေလျာညနေအချိန်လောက်မှတော့သင်းစင်ရွာကိုရောက်ရှိလာပါလိမ့်။မရောက်တာနှစ်ပေါင်းတော်ကြာနေဖြစ်တဲ့သင်းစင်ရွာလေးဟာထွေထူးထူးပါမှမပြောင်းလဲပြီ။မောင်မိုးရင်အသက်၁၀နှစ်ဝင်းကျင်ခန်းကဘာကင်ပြည်သူရဲ့နားအိတ်ကိုနောက်ဆုံးနေနေတာရောက်ခဲ့ပြီးတော့ယခုအသက်၁၄နှစ်ဝင်းကျင်မှသာပြောင်းလာခြင်းဖြစ်ပြီ။အတိတ်ဟောင်းတို့ကသူ၏နှလုံးသားကိုလာပြီးတော့စွာနေတကယ်လို့ဖြစ်နေ။ဘာကင်ပြည်သူညာရင်းချင်းမြေမြုပ်ခိုင်းတဲ့ရွာသားများကိုမျိုးလုံးတွေကမြင်အောင်လာခဲ့။ဘာကင်ပြည်သူရဲ့အတုပါချာမှသင်းစင်ရွာသားဟူ၍ အရေပုံရောင်းသောကိုစိုးရင်းရဲ့ဖဲသမားများကသာလိုက်ပါပူဆောင်ပေးခဲ့ကြလိမ့်မယ်။သစ်စင်ရွာမှာသူ့အားကြည်ပြီးသူကိုကိုစိုးရင်းရဲ့ရွာလူကြီးသာရှိမိထင်တယ်။အတိတ်ကိုတွေးပြီးတော့မောင်ဘိုးထင်းဒီကိုစိုးရင်းကိုသတိရလာတဲ့တော့ဦးဝေလာခွင်တောင်းလိုက်လိမ့်မယ်။ဆိုင်ကျုပ်အသိအိမ်တွေဝင်ကျင်နေပြခွင့်ပြုနိုင်မလား။မင်းသိမလားဝင်လေကွာ။ဦးသန်းဆွဲအိမ်ကိုလည်းမေးရအောင်ပါဆိုပိုးစင်နေသွားတာပေါ့။ဦးဝေလာခွင်ပြုလိုက်တာမလို့မောင်ဘိုးထင်းကကိုစိုးရင်းရဲ့ရက်ဆိုင်ကိုဝင်လိုက်လိမ့်မယ်။ထုံးစံတိုင်းကိုစိုးရင်းရဲ့ရက်သမားများကြီး ရင်းနေတဲ့စကားများကိုလီလာမမာလေးဖြေရှင်းနေတာကိုစတင်ကြားလိုက်ရတယ်။ဖေးကုံကျမကြီးမင်းမတော့လည်းမတော့နဲ့ဤတော့ရင်လည်းငားဆိုင်မှာလာထိုင်ပြီးတော့ငားရက်မကောင်းတော့မပြောနေလीကွာ။ရက်ပုံးဆိုင်မဟုတ်တော့ဘူးကွာ။ဘေးကုံကလူတီးခန်တာအကြောင်းမရှိတော့နားလေလား။တဲဝင်လာစီရထားပြီးပြီနော်မင်းတို့ကောင်းနေ။ခဏကြုံသေးသေးလေးမမီးနဲ့။လေပေါင်းကြီးရက်တော့လိုက်ဂျပန်ကြီးပြာ။တူရင်းကြီးကနားလေရိုးတူးတူးပြီးတော့ကိုးရထားတယ်ခင်ဗျာဂျပန်ကြီးငါပြီးခန်တာများနေပြီနော် ရေမွေးတန်းအောင်ရက်လေးတစ်ခါတောက်ပြီးငါးရက်စော်ကားနေတာမင်းများနေပြီအင်းခရံဘာကြီးရှောက်ပြုံးမင်းလေရေမွေးတန်းအောင်ရမဟုတ်ဘူးဗျာနာမည်ရှိတယ်ဝီကီဗျာဝီကီဟဲ့ရောက်မိဘသားမင်းအဲ့ဒီဝီကီဆိုတဲ့အရက်ကိုတောက်ချင်လိုက်ရှာတော့ငါးရက်မကောင်းဆိုစကောင်းစိုင်ထဲမှာထမပြုံးနေမန်ရီယိုလက်ခံတန်းပါဗျာကိုစိုးကြီးကအဲ့နိုင်ငံသားပြည်အရက်ကိုတခေါက်တောက်ပြီးဝချင်ရဆိုခမောက်တော့ရဘာမို့လို့နတ်သီးနဲ့အီးပဲမင်းလား ဂျပန်ကြီးကယမလီသွားသိမ်းလိုက်ဆံပေါ့ဒီကောင်တော်တော်များနေပြီအရင်သမားတို့ရဲ့ရေလုံးများကိုဖြီးနေကိုစိုးကြီးကမောင်ဘိုးရင်းနေဦးဝေလာကိုမြင်လာနှင့်သူကြီးပဲမင်းလာရနေရာပေးခိုင်းလိုက်ပြီမင်းလိုက်တခြားရောအေးစေလာတွေဦးမနေရာပေးလိုက်အောင်ကိုစိုးကြီးကိုစိုးကြီးကြောက်တော့မှတ်မိတော့လားမောင်ဘိုးရင်းကသူ့အမမတ်မိရန်ရှိတဲ့ကိုစိုးကြီးကိုနှုတ်ဆက်လိုက်ချင်းကိုစိုးကြီးကသူ့အတီချာကြည့်လိုက်ပြီဟမ်မင်းမင်းဘိုးရင်းမလားဟုတ်တယ်ဗျာကျုပ်ဘိုးရင်းလေး ဟာမေးကွာနေ့ဒီဘလောက်တော့ကြာနေပြီလေတခေါတော့ပြန်မလာဘူးမီဒီယံရောက်လာပြီကွာကေထိုင်းတာညာမင်းအရက်တော့တောက်တက်နေပြီကွာမတောက်တော့ပါဘူးဗျာဒီလိုအလုပ်ကိစ္စနဲ့လာခဲ့တာအော်ကြီးကောင်းတယ်ကွာကမင်းတို့ထိုင်းကြထိုင်းကြငါရည်နွေးနဲ့အမီးလေးလုံးလိုက်ပါနော်ကိုစိုးကြီးကဝမ်းသာအားနဲ့မဘိုးရင်တို့ဟာလွတ်နေတဲ့တန်းအားမှာထိုင်ခိုင်းလိုက်ပြီးတော့သူတွေကကြက်ကြော်ကြွက်ကြော်နဲ့ရည်နွေးတန်းတော်ယူဆောင်လာကမှလည်းချင်းဆိုင်တန်းအားမှာဝင်ထိုင်လိုက်ပြီးလောကုပြုလေတော့လေကဲဘိုးရင်လည်းဧည့်သည်ကိုတုံးဆောင်ကြပါဗျာဟုတ်ကဲ့ကိုစိုးကြီး တို့ကထွေရလေးပါးစကားများကိုပြောဆိုလိုက်ကြပြီးတဲ့နောက်ဦးအီလာကသူ့သွားမိနေငိုမေးမြန်းလိုက်ပါလိမ့်မယ်။ငါတို့ရေဦးသိန်းစိုးဆိုတဲ့သူအိမ်ကိုလမ်းညွှန်ပေးပါဦး။ဘယ်ဦးသိန်းစိုးလဲဆရာကြီး။သူသားအကျဲမကြီးမကောင်းဘူးလေဝဲ။အော်တိဗီဗီဦးစွာလေးဦးသိန်းစိုးပဲကျုံလိုက်ဖို့ပြင်မယ်ဗျာ။ဘိုးရင်ကိုဆရာကြီးလူလူမျိုးနဲ့တူတွေ့ရတာကျို့တော့တကယ်ဝမ်းသာတယ်ဗျာ။ကိုစိုးကြီးကဦးအီလာကိုထလန်းဆရာပြန်မှန်းသိနေတယ်ပါတော်လေးဆိုဦးသိန်းစိုးကသူ희သားဖြစ်သူတို့နာမည်ကြီးထလန်းဆရာတရားဝါပင်းဆောင်ထားသူနာမည်ကြီးနေသောကြောင့်ဖြစ်ပြီ ကိုစိုးရီကမောင်မိုးတင်တယောက်ထလန်းဆရာတယောက်ဤတပည့်ဖြစ်နေအောင်သိတာနဲ့ဒါသာကျင်းတဲ့လို့နေပြီးတော့ဦးသိန်းစိုးရီအိမ်ကိုလိုက်ဖို့ပြေးလိုက်ပါလိမ့်လို့ဒီပြည်တော်ရင်းနှလုံးရဲ့အိမ်ငန်းမှာဖြစ်ပါတယ်။ညမိုးချုံနေဖြစ်တာကြောင့်အိမ်ထဲမှာရေနံစီမီးခွက်များထုံးညိထားလိမ့်မယ်။အိမ်ရှိကအိယာပေါ်မှာတော့အသက်၈၀နှစ်အရွယ်ခန့်လူငယ်တယောက်လဲထောင်းလို့နေပါတယ်။သူ့ဘေးမှာမိဘနှစ်ပါးနေလို့ထလန်းဆရာဦးဝေလာနေမောင်မိုးထင်လို့ရှိနေကြ။ဦးဝေလာကလူနာကိုစူးစိုက်ကြည့်လိုက်ပြီးတော့อืมဒီကလေးရဲ့သွေးတွေကိုစုံနေတဲ့ကောင်ရှိနေတာပဲ။ ဖြူပဖြူပဖြစ်နေလူငယ်ယူကြည့်ပြီးတော့စကားဆိုလိုက်ရာအဲ့လူနိုင်မိဘတို့ကစိုးထိတ်လို့သွားပြီးဆရာကြီးကိုအားကိုးပါတယ်ကျုပ်တို့မှဒီသားလေးတော်တွေရှိတာပါခေပုံးဆရာကြီးရဲ့ကျုပ်ရောက်လာပြီဗျာဘာမှပူပါနဲ့တော့ချိန်လည်းမကြသေးဘူးတကောင်လုံးမှကုလို့ရမှာဦးဝေရိုင်းစကားကြောင့်လူနာရှင်လေးများနှစ်ယောက်နဲ့မိန်းမကြီးကအိမ်အောက်ကိုလှမ်းပြီးတော့အော်ခေါ်လိုက်နေလိုက်နေဝေးလေးဆရာကြီးရမင်းတို့ပြင်냐မိန်းမကြီးဒီမာနာကြီးရန်ရှိ သူရဲ့အိမ်မှာလုံမလေးများကိုပြောဆိုဆက်ဆံရမှာအတော်လေးအတန်းကမာလွန်းအဲ့တော့အဲ့ဒီမိမကြီးကမောင်ဘိုးတွေကိုကြည့်ကဆရာကြီးဒီကောင်လေးကကျွန်မမြင်မှုနေလို့ပဲမြင်မှုမှာဗောသူကဒီရွာသားပဲလေဘိုးထင်တယ်ဘိုးထင်ကြားဘူးလို့ပဲမိမကြီးကသူ့ယောက်ျားလှမ်းကြည့်ပြောလိုက်ရဦးသိန်းစိုးအမိရတဲ့လူကြီးကမောင်ဘိုးတွေကလှမ်းကြည့်လိုက်ပြီးကောင်းလေးမင်းကဘသူသားတော့ကွာဦးကောင်းရဲ့သားပါဗျာဩအရသမားငကောင်းရဲ့သားဗောအေးအေး ဦးကောင်းကြီးသားဦးတီတာနဲ့မိမကြီးကတချင်းမျက်နှာထားပြောင်းသွားကမော်ဘိုးရီမနှိမ့်မြို့တဲ့အကြည့်နဲ့ကြည်လာလိမ့်တယ်။အဲဒီကမော်ဘိုးရီစိတ်ထဲကဘဝင်မကြတော့လဲမတီချိုးချုံပြူပြီးတော့သာနေလိုက်လိမ့်တယ်။ညမကြတော့ချိန်မှာတော့ဓမင်းဝိုင်းပြင်ထားပြီးဖြေချောင်းအင်းအောင်မှလူမီတယောက်မှလှမ်းပြီးတော့ပြောလာလိမ့်တယ်။ကြီးတော့ဓမင်းဝိုင်းပြင်ပါပြီ။အော်အေးအေးဆရာကြီးတွားပါရှင်။ကောင်းလေးနေဒီမှာခဏဆောင်ဆရာကြီးတွင်စာကြီးမှနေုံကြည့်မယ်။အဲဒီစကားတော့မော်ဘိုးရီမှာတော်လေးစိတ်မသက်မသာဖြစ်သွားတယ်။ သူ့ဘက်ပို့ပြီးတော့စိတ်မသက်မသာဖြစ်သွားသူမှာဦးဝေလာဖြစ်ပြီးတော့ဦးဝေလာကအဲ့လိုပြောလာတဲ့မိန်းမကြီးကိုစူးစမ်းကြည့်လိုက်တာကဲအဲ့တော့သူကြုတ်လဲထမင်းမစားတော့ပြန်တော့မယ်ကျုပ်တို့ဘက်ကကျုပ်ဘဝပဲဗျာခင်ဗျားတို့ကျုပ်တို့ဘက်ကမခံလေးသားဆက်ဆံလို့ကျုပ်လဲခင်ဗျားတို့တော့မကူပေးနိုင်တော့ဘယ်ကောင်လေးထပြန်ကြမယ်မထေမာထားတဲ့ဦးဝေလာကြီးတုံးပြန်စကားနဲ့မထေမာထားတဲ့အခြေအနေကြောင့်ဘဝဝင်ထေမာများစွာအံ့ဩနေမိသလိုအင်ရှင်မိန်းမကြီးဒီလည်းအတော့ကိုအံ့ဩနေပါလေသူမမမီတို့ပြန်ပြောရမည်မှမသိဖြစ်နေကြဦးရင်းဆိုးမှာ သူ ਈ မိမငောင်ငန်းလီလို့နေနင်းတော့ရှာရှိလာပဲဆရာယူပြန်တောင်းမှန်လိုက်ချင်ဆရာယူပြီးမဘလောက်ခက်ခဲလို့ဆိုနင်းသိသွားနေဦးပင်းဆိုမှာအလိုငောင်ငန်းလိုက်တဲ့အခါဒေါ်သူစာဦးမြည်ရတယ်မိမကြီးကဦးဝေလာခြေသုံးဖက်မတတ်တောင်းမှန်လာလီလေကျမကျမတောင်းမှန်ပါလေဆရာကြီးရေကျမသားလူကေပေးပါရှင်နောက်ဒီလိုမပြောတော့ပါဘူးအေးလူတယောက်ရဲ့အသက်မို့ကျုပ်ခွင်းတော့လိုက်မယ်ဒါမဲ့ကျုပ်တို့ပဲဂျင်းတော့ဖို့တော့လူတယ်သူမဂျင်းတော့ဘူးဆိုရင်တော့ကျုပ်လည်းမကူပေးနိုင်ဘူး မဘိုးရင်တရဦးဝင်းလာရင်နောက်ထပ်ပြောတာရဲ့စကားတော့များစွာအံ့ဩရပြန်တယ်။သူ့လိုပါမဟုတ်တော့သူကနောက်မှသမင်းစားခိုင်းဒီကိစ္စကြောင့်ယခုထိဖြစ်သွားလိမ့်မည်ဟုသူပါဝင်မိသူကမှဒီမှထားမိမဟုတ်ပေ။အဲတော့ဒေါ်သူစားကသူအကြည့်ကတောင်းပန်လာပြီးဖြစ်ပြီ။ငါငါတောင်းပန်ပါလေကောင်းလေးရဲ့ငါ့ကိုခွင့်လို့ပါနော်။ရပါပြီလားကျုပ်စိတ်လည်းဘာမှမရှိပါဘူး။မဝူရီယံခွင်းလို့စကားကြောင့်ဒေါ်သူစာမာတော်လေးဝမ်းသာသွားတယ်။ဦးလာကမဝူရီယံကြည့်ပြီးတော့စကားဆူလာခဲ့။ကောင်းလေးမင်းတကယ်ကျေနပ်လား။ ကျေနပ်ပါတယ်ဆရာကြီး။အေးအဲ့ဒါတို့တင်းစားကြတာပေါ့။ပြီးမှလုပ်ငန်းစားကြမယ်။ဦးရလကမဘိုးရင်ပခုံးကိုဖတ်လိုက်ပြီးနောက်အရာကိုဆင်းလိုက်လေးလေး။မဘိုးရင်မှာဖြစ်ပေါ်မပြတဲ့တော့ခံစားကြတဲ့ချို့စိတ်ထဲမှာဖြစ်တည်နေပါလေလို့။ညတကောင်တော်အချိန်မှာဖြစ်ပြီးဦးရလကအယူငန်းမှာလဲလျောင်းနေတဲ့လူငယ်ကြီးနှစ်ဖူးကိုလက်ဖြင့်ပြီးထားလိုက်ပြီးမန္တန်တပုတ်ကိုရွဆူလိုက်လေ။မပြီးမသားရုပ်ဖတ်တန်းများဟာအိမ်ပေါ်မှာရှိနေတဲ့သူများကိုကြက်သိမ်းမွေးမြားထားလို့နေပါစီလေ။ ညာပြာသောအချိန်မှာအိမ်ဘဝင်းနေတာခွေးများစုစုဝါးဦးနေကြအဲတော့အိမ်ဘဝတက်တဲ့လေကားဆောင်နေပြီးတော့တက်လာတယ်တံများကိုကြားလိုက်ရပြီးတောက်ခေါက်တံများလေးပေါ်ထွက်လာပါတယ်ဦးသိန်းစိုးနဲ့ဒေါ်သူစားတယောက်မျက်နှာတယောက်ကြည့်လိုက်ကြပြီးတော့ထိတ်လန့်လို့နေကြပါတယ်မောင်ဘိုးရင်းဒီကကြောင်းစိတ်လို့စိုးစင်းများရှိရမရှိဒီအဲတော့ဦးဝေလာကယွနေတဲ့မန်တောင်အောင်သုံးတက်လိုက်ချင်းအေးရပါမလေးတောင်းနေလူငယ်ပါမျက်လုံးဆက်ကနေဖွင့်လာပြီးတော့ငုတ်တုတ်ထားတိုင်းမှုကြိုးစားလာလိမ့်တယ်။တို့မြဲဥွေလာမနဘူဟာလက်ဖြင့်ဖီထားတဲ့သူကထိုင်မရပဲ အရာပေါ်မှာတစက်စက်နေတုံရင်နေပါလေဝေလာကနဖူးကိုပိုးပြီးဖိလိုက်ပြီးတော့တောက်ချက်ခောက်လိုက်ကမာထန်တဲ့လေသမီးစကားဆိုလေကေပြောဆိုင်မကောင်းဆိုးပါမိဒီကလေးကိုဘာတော့ဒုက္ခပေးနေတာလဲငါ့ကိုခိုင်းနေလို့ရှိလို့မင်းလူကောင်သူများခိုင်းနေလို့လှုပ်ရောလာကွာငါအေးမမနန်တို့ထပ်ရွလိုက်တာနဲ့နင်းရဲ့နံဝီစည်းပြီးပို့နိုင်လို့ဆိုတာမသိရောလားငါငါသူင်းစာလုံးလို့ပါတိတ်စား ောက်တခါဒီကလေးနောက်ကဖို့တော့မစင်းစားနဲ့ဒီကလေးကဘဝင်းကြီးရောက်တာနဲ့လောင်ပြီးကြမယ်တာမှကြားလာငါငါနေစောသိပါပြီငော်လို့ပါတော့ဟေးအာစုသွားနိုင်ပြီဦးဝေလာကလူငယ်ရဲ့နဖူးကိုလွတ်ပေးလိုက်တော့ခါလဲနေတဲ့လူငယ်လေးကကောင်းမှ၆တော့ဒီကိုလုံးတစ်ဆက်ဆက်တုံရင်လာပြီးတဲ့နောက်ကိတ္တငိမ့်သက်သွားပြီးတော့လေးသံတူးတူးနဲ့ရေတောင်းတောက်လာလီတော်ဒီရေရေပေးပါဟေးရေဝအောင်တိုက်လိုက်အားရှိအောင်ကြွေးခဏလို့သာနေကောင်းပါဦး ကျေးဇူးတင်လိုက်တာဆရာကြီးရေပူဇော်ကဘလောက်ကရောအောင်လဲခင်ဗျာ300ရောက်ပြီဟုတ်ကဲ့ခင်ဗျာရပါစီမယ်ဦးရင်းစောအသိဉာဏ်လာတဲ့ငွေဆက်ကူများတယ်မှာငွေများအုပ်ထုတ်ကပေးလေတယ်ဦးရလာသည်လဲမောင်ဘိုးတွေကိုအဲ့ငွေများလက်ခံယူစေပြီးတဲ့နောက်အိမ်ရှင်များတားနေတဲ့ဈာကပြီးညာအိမ်ချင်းမရှိတော့ပဲသကောင်ကျော်ချိန်ကြီးမှာပင်အိမ်မမဆင်းလိုက်ပြီးရွာပြင်ကိုထွက်သွားခဲ့ပါလိမ့်တော့တယ်ဝိနာနေမောင်ဘိုးတွေတို့တင်းစင်းရွာမှာထွက်ခွာလာပြီးတော့လဲလန်လီတိုင်းလမ်းလျှောက်လာလို့နေပါတယ် အဲ့တော့မဘိုးရင်ကသူ့ဘေးမှာရှင်လေးကလမ်းရှောင်းနေဦးဝေလာကိုစကားဆိုလိုက်ဆက်ယူခုနဟူလူလောက်တာပြည်သာတွေတယောက်ကခိုင်းတာမလားမင်းသိတာလားသိတယ်ဆရာရအဲ့လိုဘာလို့မပေါ်ရလဲမဘိုးရင်စကားတော့ဦးဝေလာအတန်ထွားအောင်ကြီးလိုက်အဲ့တော့ချောင်းချက်ဟန်းလိုက်ကမင်းလည်းကိုယ်တိုင်ခံရပြီပဲဒါတော့နားမလည်ဘူးလားဆရာပြောတော့ကြုံနားမလည်ဘူးဗျာအေးငါမိမကြီးဘလောက်ပေါ့ဆိုလဲမင်းမြင်တာပဲဒီလောက်ပေါ့ဆိုလဲမိမကြီးကိုမကျေနပ်တာမဆမ်းပါဘူးကွာ ဟိုအဲ့ဒါတော့ဟုတ်တယ်နော်သူတို့ကအလူတကာနဲ့တကမာတွေလေကွာចောင်းစီရနဲ့တိန်နေတော်လူတယ်ဆိုပဲငါ့ကိုလာပြင်တော့ကလည်းအဲ့ဒါကြီးပြောပြသေးတယ်ဟိုအဲ့ဒါကောင်းတာမဟုတ်လားဘိုးတယ်မင်းလည်းအောင်လဲပြင်တာတယ်တယောက်ငါလည်းအောင်လဲတက်တာပဲလူတန်းဆိုတာလိုအပ်မှလိုရတယ်ကွာဆရာကြီးရောလူတန်းမလုပ်လို့လားငါကောင်ရမင်းမြင်တဲ့အတိုင်းပဲလေငါအိမ်ဆောက်တာအိမ်ဆောက်သေးတဲ့စားတော့သေးကပိုးကုန်တယ်လေအဲ့ဒါလူတာဘောကွာပြေးပြီးသားအိုးတွေကိုလိုက်ဖြစ်နေမှာလူတာမဟုတ်ဘူးလေဆဲပြောတော့ကြုံနားမလေဘူး ။မဝူရီမအလူပြောလိုက်ရဦးဝေလာကတပီးနှစ်ချက်ချလိုက်ပြီးတော့။ကောင်းလေမင်းကိုမေးစရာငါအုံဘာကြောင့်ခေါ်လဲဆိုတော့မသိလား။ဦးဝေလာကတော့မထွက်လာတဲ့အဲဒီစကားကြောင့်မဝူရီရင်းနဲ့ထိတ်သွား။သူကြီးဂျန်စီများကိုသိနေသလားဦးပင်ထင်မှန်သွားတော့လေ။ဦးဝေလာဒီကနောက်ထပ်စကားဆူလာပြန်တယ်။အေးသူမင်းကိုခေါ်တယ်ဆိုတာသူနဲ့တူလို့သူငငယ်ရပုံနဲ့တူလို့ဆိုငါပြင်ပြွားလူတွေမေးပြီးပြီ။ဟုတ်မယ်နေနေဗျာ။ငါလည်းမင်းကိုခေါ်တာငါငငယ်တော့ကနေတူလို့ပဲကွာ ငါမျိုးပါနေသေးတယ်မျိုးပါနေတဲ့အချိန်တည်းငါမပြောဘူးကွာငါစားကောင်းတော့ဝယ်စားနေချိန်မှာငါရွာသားတွေပြီးတော့စဘာကောက်တင်းကောက်မှာဓမင်းစားတဲ့မိသားစုတွေအဲ့ဒါယူငါမျက်နှာပူရဲကွာငါဘာကြောင့်ချမ်းသာလာလဲဆိုတာကိုရောမင်းသိလားအခုလို့စိတ်ကူလို့ပေါ့မဘိုးရဲစကားဦးရတာကညီမောလိုက်ကောင်းလေမင်းကသစ္စာတွေတောက်ထားပြီးပြီဆိုတော့ငါပြောလို့ရမယ်ထင်တာပဲပြောပါစရာကြီး အေးငါလည်းတယောက်ကိုယင်ပွင့်ကျင်နေတာကွာငါယုံရတဲ့သူတယောက်မှမပေါ်သေးလို့ခုကျုပ်ရှိရွယ်လေအေးငါရွှေဦးရထားတာကွာဗျာဗျာမနေနဲ့တကယ်ပြောတာငါအဲ့ဒီပစ္စည်းတွေကိုရောင်းချပြီးတော့မရှိစင်းရဲသားတွေကိုအမြဲတွေးမှုမယ်လို့စိတ်ပိုင်းဖြတ်ထားတယ်ကွာဦးရလာမဘိုးသူတော်ဦးမဲနဲ့ဖြစ်တော်ပြဒနာကိုဆိုလိုချင်နေပဲမောင်ဘိုးထင်ပြီးလိုက်အဲ့တော့ဦးရလာကတပင်းချက်ချလိုက်ကစကားကိုဆက်လိုက်ငါတကယ်ကဘုံကြီးကြောင်းတွေကြီးလှူချင်တာကွာ ငါတို့ကိုယ်လေးသုံးမယ်မရှိစင်းရင်သားတွေလည်းလူမယ်ပေါ့ကွာ။ तू ကတော့လူမဟုတ်ဘူးကွာ။ဘုံကြီးเจ้าနေဒီပဲလူမာတယ်။ငါတဝက်ခွဲပြီးဆိုတော့ तू ကမပေးဘူး။မင်းမဲစဉ်းစားကြည့်လေကွာ။ဘုံကြီးเจ้าနေဆိုတော့ပြည်စုံတယ်။တကယ်လို့မတရားစားလူတွေကပြည်စုံလို့လား။အဲ့ဒါလေးတွေလူအောင်ဆိုတော့လေလုံးဝပြောလို့မရဘူး။ငါဘာလို့ဒီလဲပို့တယ်။မင်းစဉ်းစားကြည့်။အဲ့ဒါတော့ကြုံမပြောတတ်ဘူးဆရာကြီး။ငါဘာလို့ခဲ့လို့မင်းထင်လဲ။မင်းဆိုရင်ဘယ်လိုလုပ်မလဲ။ရွှေလေးကမနေဘူးနော်။ကျုပ်ကအောင်လန်းလေဗျာ။ ကျုပ်ရားသင်ရလိုက်တာတွေမပေးဘူးဆိုရင်တော့အဲ့လူနားဖို့သာပြင်းတော့အေးငါနဲ့တူတယ်ဆိုတော့အဲ့ဒါတွေပြောတာကောင်းလေငါအရင်ကောင်တတ်ပြစ်လိုက်တယ်ဗျာမင်းတခြားသူတွေမပြောဘူးမလားမင်းပြောရင်လည်းဘယ်သူမှမယုံတော့ပါဘူးကွာကျုပ်တို့အောင်လန်းနေတော့တော့လူသက်တွေလူသေးတွေဆိုတာစမ်းတာမဟုတ်တာပဲဗျအဲ့ဒါပဲငါထင်တော့မမှားဘူးမင်းကတကယ်ပဲနမိတ်ပုံတွေကကောင်းလေးပဲကွာဗျာဟုတ်တယ်မင်းကလည်းမစုံရင်လည်းငါရဲ့ရှေ့ပြေကိုတွတ်ကြည့်တာ ငါ့ကိုကူညီမဲ့အောင်လန်းစရာတယောက်ပေါ်လာမေးတယ်။သူကပဲငါ့ရဲ့စီစဉ်ကိုကူညီနိုင်မယ်လေလို့ကွာ။အဲတောင်မင်းကိုငါတပည့်ဖြစ်ခေါ်ခဲ့တာပေါ့။ကျုပ်ကအောင်လန်းစရာဆိုပေမဲ့ရုံမာရဲ့လုံမျိုးတော့မလုပ်ဘူးနော်။အဲ့ဒါခိုင်းမယ်ဆိုကူရဲကျုပ်ကိုတတ်ပြလိုက်။မမိုးရင်ကလမ်းဆောင်နေရာမှာရက်လိုက်ပြီးတော့အဲ့လိုမျိုးပြောလိုက်ခြင်းဖြစ်ပါတယ်။အဲ့ဒါကဦးဝီလာကမမိုးရင်ရဲ့ပကုံးကိုပုတ်လိုက်ပြီးတော့ကောင်းလေငါဘွားမှာအကြီးမားဆုံးမှငါတငယ်ချင်းကိုတတ်လိုက်မိတာပဲ။ဒါလေသူကအဆုံးရောက်ဖြစ်နေလို့ပါကွာ။ तू ကတော့ငါသုံးဝေရွှေငွေလိုချင်တယ်လို့ထင်ပါပေါ့။ ။ငါလည်းပြန်နှူးမဲ့ကောင်းပါကွာ။သူလူလာနဲ့ငါလူလာမတူတာပဲရှိ။ဒါ ው သူကဘယ်သိမလဲ။မိစုံဖားစုံနဲ့နေလာခဲ့ရတာပဲလေကွာ။ငါပဲမိမဲ့ဖားမဲ့နဲ့နေလာခဲ့ရတာ။ဆိုင်ပြတော့ကြုံနားမလို့ဗျာ။ဒီလိုကောင်လေးကငါပြောခဲ့သလိုပဲကွာ။သူကအကြောင်းကံဖရားကြီးကြီးလူကျင်တာ။ငါကသူစင်းရဲတွေလူကျင်တာလေ။ငါမျိုးမှအိမ်ဆောက်တယ်။အခုမိဘမဲ့နေထားဖို့လူခဲ့တယ်။အခုငါအိမ်ဆောက်နေရတယ်ငါနေဖို့မဟုတ်ဘူးကွာ။ငါတကြီးပြီ။လူလောကမှာအများဆုံးနေနိုင်မှာနှစ်20ပေါ့ ီလက်တွင်လိုဖို့ပဲရှိအခုဆရာကြီးကဒီရင်းဆောက်တာဘာလို့ကိုလဲကောင်းလေတလေးကုန်းမှာရောဘေးပတ်ဝန်းကျင်ရွာဒီမှာပါအမယောဖာကိုဆုံးသွားတဲ့သူတွေရှိတယ်ကွာငါသူတို့တော့ဆောက်ထားတာငါလုံးကျင်တာတွေကုန်လုတ်ပြီးမင်းကိုတောင်းဝင်ပေးစရာတခုရှိကျုပ်ဘာလို့ရမှာလဲကြောက်ကောင်းလေဦးဝေလာကသူကြီးလွယ်ထဲမှာရုပ်ကလေးတယောက်ကိုထုတ်ပေးလာအဲရုပ်ကလေးကလူဒဏ်ရုပ်လေးဖြစ်ပြီးတော့ပစိုးနေအင်းကြီးဝေပေးထား ။ညာသကောင်တို့တင်ပြစ်တော်လေလာမေကြီးကအတိုင်းသားလေးနေမှလို့အဲ့ဒီယုတ်ကလေးကိုကောင်းစွာမြင်နေရပြီလေ။ကောင်းလေဒီယုတ်ကငါ့ကိုငါချိန်စာတိုက်ထားတဲ့ယုတ်ပဲ။ဗျာဒါယုတ်ယူလို့ကျုပ်ကဘာလို့ရမှာလဲ။ငါသိစာဆိုရတဲ့ကောင်းလေတငယ်ချင်းကိုတတ်ပြီးတော့ယူထားတဲ့ရွှေလေးကိုကောင်းရကောင်းကောင်းလေးလှုပ်ပြီးငါ့ကိုငါတတ်ပြီးပါမယ်လို့ရွှေဦးပိုင်ရှင်လေးကိုသိစာဆိုထားတယ်။တကယ်လို့အဲ့ချိန်ရောက်လာရင်ငါသိစာဖောက်ပြပြီးတတ်မသိပဲ။ဘေးဘိုးကြောင်နေငေါ့ကူညီပြီးတော့လက်စာတုံးပြီးစမ်းပါကွာ ဦးဝေလာစကားတော့ဘာဘိုးတွေမိလို့ပြောမှမသိအောင်စွန့်အာသွားမိသူတင်သားတို့ဦးဝေလာမှာရုံမှာပြီးတော့အောက်တန်းကြတဲ့လူတယောက်မဟုတ်ပဲသူလုံးချင်တဲ့အရာနဲ့ဘိုးတော်ကြီးလုံးချင်တဲ့အရာအကြောင်းမတိုက်ဆိုင်တာကြောင့်ဘိုးတော်ကြီးကဦးဝေလာမှာတတ်လိုက်မိခြင်းဟုယခုသူကဝန်ခံနေပြီဖြစ်တော့ဘိုးများမကသည်ရွှေဦးပိုင်ရှင်များကိုအတန်းနေထပ်ပြီးတော့တင်စာပြူလာသည်ဆိုကားသူတတ်တယ်လို့မရဲပါကသူဟာတည်စီနာသည့်ကိုစားအယုတ်ကိုပါပေးနေလေတော့လေအဲဒီယုတ်ဒီကတကယ်စွမ်းထက်လားမသိကြဘူးဘိုးတွေလည်းစဉ်းစားနေကြဦးဝေလာကသူ့လူရည်သေးမှာ ပြန်တောင်းကိုထုတ်လိုက်ပြီးတော့မဘိုးတရားပြေးလိုက်ကကောင်းလေးရော့ဒီရနဲ့အယုံမျက်နှာကိုထိုးကြည့်မထိုးကြည့်ပါဘူးဗျာမင်းကတောင်းဆိုတာပါကွာကောင်းလေးအတနာခံကပြောနေရတော့မဘိုးတွေကပြန်ကိုယူကအယုံမျက်နှာကိုထိုးလိုက်သူထိုးလိုက်တာနဲ့ဦးဝေးလိုက်မျက်နှာမှာသွေးများစီးကြလာလေးဟာမိလိုပြုလို့ရမှန်းမသိအောင်ဖြစ်သွားလေလေကြားရကောင်းလေးငါဘာမှမဖြစ်ဘူးစိတ်တကယ်ရလားဘာမှဖြစ်ပါဘူးမင်းကတော့တကယ်ကူညီမယ်မဟုတ်လားကူညီပါမယ်ဗျာ ေးွာငါတက်တဲ့ပြင်သားတွေမင်းကိုငါအကုန်တင်ပေးမယ်ငါတို့တွေရွာစဉ်လှည့်ပြီးတော့အစီအပြေတဲ့သူတွေကူညီကြတာပေါ့ရွှေတွေကုံသွားတဲ့တနေ့ငါစိတ်ပြောင်းပြီးတော့တေးမာကြောက်နေခင်မင်းနဲ့တရားအယုတ်လေးကိုကောင်းအောင်ကျိုးပြပြီးတော့လက်စတုံးပေးပါမယ်လို့ငါ့ကိုဂရီပေးစားမှာကွာကျုပ်ကျုပ်ဆရာကြီးကားနေတိုင်းလုပ်ပါမယ်ဗျာဒါဆိုဒီကိစ္စကိုမင်းရဲ့ငါပဲသိပါစေကွာနော်စိတ်ကြပါကျုပ်ဘူးမှမပြောပါဘူးဦးရင်ကမဘူးနဲ့ဦးကောင်းကိုပို့တက်လိုက်ပြီးတော့ကောင်းလေး လူရွှေတွေယူပြီးတော့မြို့တက်ရောင်းရောင်းရွှေတွေမကုန်ကြီးနေမင်းနဲ့ကလည်းအတူတူရှိကြတာပေါ့ကွာမဘိုးရင်းစိတ်ထဲမှာတော်လေးစိတ်မကောင်းဖြစ်သွားမိဘိုးတော်ကြီးပြောပြတဲ့ရဦးဝေလာကိုတပ်ပြစ်ချင်းလောက်မုံတီးခဲ့မိပြီးတပ်ပြစ်ဖို့ဒီပါစိတ်ကူးထားမိလေယခုသူဤသက်ကသူ့လက်ထဲရောက်နေချိန်မှာတော့အတွေးတို့ပြောင်းလဲသွားပြန်တော့လေသူဤစိတ်ထဲတွင်ရွှေဦးထဲမှာရွှေများမကုန်ပါစေနဲ့ဥသာကျိတ်စူတောင်းပြီးပါလေတော့လေအောင်လန်းဘိုးရင်းနဲ့သစ္စာဒီကအိမ်များတော့ ။မကြမီအောင်လန်းပိုးတွေနဲ့တတ်တန်းအမီရဇာလန်းလေးကိုတင်ဆက်ပေးပါဦးမယ်ခင်ဗျာ။ဟုတ်ကဲ့တော့ဒီနေ့ကျွန်တော်မြန်မာဂုစရီ channel ကနေတင်ဆက်ပေးခဲ့တာကအောင်လန်းပိုးတွေနဲ့သစ္စာဒုတိယပိုင်းဖြစ်ပါတယ်။ဆိုတော့နောက်နေ့မှလည်းပိုးတွေဇာလန်းများအောင်ဆက်လက်ပြီးတော့တင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်လာပြီးတော့နားဆင်အားပေးကြဖို့လည်းဒီပါတိုင်းဖိတ်ခေါ်ပါရစေ။ဒီမှာချိန်ပြီးတော့နားဆင်အားပေးခဲ့တော့လေပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။ကျွန်တော်အန်ခင်မူပါ။